ကြီးကဲမြရဲ့အံ့ဩဖွယ်ညံရည်ညံသွေးကခုနှစ်နှစ်သားအရွယ်အုံနောက်နဲ့တကယ်တူလားဟယ်လိုပရိသတ်ကြီးဒီနေ့တော့ငှက်လောကရဲ့ထူးခြားတဲ့ညံရည်ညံသွေးပန်ရှင်ကြောင့်ကိုပြပြသွားမှာပါသူကတော့တခြားမဟုတ်ပါဘူးကျမတို့ပတ်ဝန်းကျင်မှာအမြဲလူလူတွေ့နေကြဖြစ်တဲ့ကြီးကဲမဲဖြစ်ပါတယ် ကြည်ခဲတွေဟာတော်ယုံတန်ယုံညံကောင်းတာမဟုတ်ဘူးနော်တချို့ပညာရှင်တွေကဆိုရင်သူတို့ရဲ့ဉာဏ်ရည်ဉာဏ်သွေးဟာအသက်9နှစ်အရွယ်ကလေးငယ်တယောက်ရဲ့အုံနောက်နဲ့တောင်မှညီမျှတယ်လို့ဆိုကြပါရယ်ဒါဆိုဒီအဆိုကဘလောက်တိမှန်ကန်နိုင်မလဲကြည်ခဲတွေမှာဘလို့ထူးခြားတဲ့ဉာဏ်ရည်ဉာဏ်သွေးတွေရှိနေလို့လဲစိတ်ဝင်စားစရာကောင်းတဲ့ချက်လက်တွေနဲ့တကွလေ့လာကြည့်လိုက်ရအောင်နော်ကြည်ခဲတွေရဲ့ဉာဏ်ရည်ဉာဏ်သွေးကိုတိုင်းတာတဲ့နီလန်းတွေထဲကတခုကတော့သူတို့ရဲ့ပြဿနာဖြေရှင်းနိုင်စွမ်းကိုလေ့လာတာပါပဲလေ့လာမှုတွေအရကြည်ခဲတွေဟာအယမ်းရှုပ်ထွေးတဲ့ပြဿနာတွေကိုတောင်မှဇွဲကောင်းကောင်းနဲ့ ်ဖြည့်ရှင်းနိုင်စွမ်းရှိတာကို တွေ့ရပါတယ်။ဥပမာအားဖြင့်သူတို့ဟာအစားအစာတစ်ခုကိုရယူဖို့အတွက်ကိရိယာတွေကိုသုံးတက်ကြပါတယ်။ဒါရင်မကသေးပါဘူး။လိုအပ်လို့ရှိရင်ကိရိယာအမျိုးမျိုးကိုပေါင်းစပ်ပြီးတော့သုံးတက်သလိုသူတို့ရဲ့လမ်းကြောင်းမှာရှိနေတဲ့အတားအဆီးတွေကိုလည်းကြော်လွှားနိုင်စွမ်းရှိကြပါတယ်။ပုံပြီးအံ့ဩဖို့ကောင်းတာကသူတို့ဟာလူချင်းတဲ့ကိရိယာကိုရဖို့အတွက်ပတ်ဝန်းကျင်မှာရှိတဲ့တခြားအရာဝတ္ထုတွေကိုသူတို့စိတ်ကြိုက်ပုံသွင်းတာမျိုးဒါမှမဟုတ်ပြုပြင်တာမျိုးကိုတော့မှလုပ်နိုင်ကြပါတယ်။ဒီလိုစွမ်းရည်မျိုးဟာအသက်9နှစ်အရွယ်ကလေး င်းငယ်တယောက်ကပြဿနာတစ်ခုကိုနားလည်ပြီးတော့ဖြေရှင်းဖို့အတွက်နီလန်းအမျိုးမျိုးကိုစူးစမ်းပြီးစဉ်းစားကြတဲ့လုံဆောင်ချက်နဲ့တော်တော်လေးတူပါတယ်။နောက်ထပ်ထူးခြားတဲ့အရေးချင်းတစ်ခုကတော့သူတို့ရဲ့မှတ်ဉာဏ်စွမ်းရည်ပါပဲ။ကြီးကန်းတွေဟာသူတို့အစားအစာကိုဘယ်နေရာမှာသိမ်းထားလဲဆိုတာကိုတိတိကျကျနဲ့မှတ်မိနိုင်စွမ်းရှိကြပါတယ်။ဒါကြောင့်လေရာသီဥတုကြောင့်အစားအစာရှားပါတဲ့အချိန်တွေမှာသူတို့သိမ်းထားတဲ့နေရာတွေကိုပြန်ရှာပြီးတော့စားသုံးနိုင်ကြတာပါ။အဲဟောဆရာကောင်းတာကသူတို့ဟာလူတအူးချင်းစီရဲ့မျက်နှာကိုတော့မှမှတ်မိနိုင်စွမ်းရှိကြပါတယ်။သူတို့အပေါ်ကို ကောင်းကောင်းဆက်ဆံခဲ့တဲ့သူဒါမှမဟုတ်သူတို့ကိုချင်းချောက်ခဲ့တဲ့သူကိုခွဲခြားသိမြင်နိုင်ကြတာကလည်းတကယ်ကိုမယုံနိုင်စရာပါပဲဒီမျက်ညာစွမ်းရည်ဟာကလေးငယ်တွေသူတို့ရဲ့အရင်အတွေ့အကြုံတွေကိုပြန်မှတ်မိပြီးတော့အဲ့ဒီကနေတင်ယူလေ့လာနိုင်တဲ့စွမ်းရည်နဲ့နှိုင်းရှင်ကြည့်လို့ရပါတယ်ဒီကောင်နဲ့ဒီကောင်ဆက်ဆံရေးပိုင်းမှာလည်းကြီးကန်းတွေဟာတော်တော်လေးကိုရှုပ်ထွေးတဲ့အပြုမူတွေကိုပြသကြပါတယ်သူတို့ဟာအုပ်စုလိုက်နေထိုင်တက်ကြပြီးတော့အချင်းချင်းဆက်သွယ်ပြောဆိုဖို့အတွက်အတန်အမျိုးမျိုးနဲ့ခန္ဓာကိုယ်အမူအရာတွေကိုအသုံးပြုကြပါတယ်အန္တရာယ်တစ်ခုခုကြုံလာပြီဆိုရ င်သူတို့အချင်းချင်းသတိပေးကြတယ်။အစာရှာတဲ့အခါမှာလည်းအကူအညီပေးကြသလိုသူတို့ရဲ့သားပေါက်လေးတွေကိုလည်းဝိုင်းဝန်းဆောက်ရှောက်ကြတာကိုတွေ့ရပါတယ်။ဒီလိုအပြုအမူတွေကသူတို့ရဲ့လူမှုရေးဆိုင်ရာညံရင်ညံသွေးဘလောက်မြင့်မားလဲဆိုတာကိုပြသနေပါတယ်။ကလေးငယ်တွေလည်းသူတို့ရဲ့မိသားစုဝင်တွေတငယ်ချင်းတွေနဲ့အပြန်အလှန်ဆက်ဆံကြသလိုလူမှုရေးစီးပွားရေးတွေကိုလိုက်နာတက်ကြပြီးတော့တခြားသူတွေရဲ့ခံစားချက်ကိုနားလည်ဖို့စူးစမ်းကြတာနဲ့အတူတူပါပဲ။ကြည့်ခဲ့ရဲ့အုံနောက်ကအရွယ်စားအဖြစ်သေးငယ်ပေမဲ့သူတို့အုံနောက်ရဲ့တိဆောက်ပုံကတခြားက ငှက်တွေနဲ့မတူဘဲနဲ့တော်တော်လေးရှုပ်ထွေးပါရယ်။ အထူးသဖြင့်ညံရင်ညံသွေးနဲ့ဆက်ဆက်တဲ့အုံနောက်အစိပ်ပိုင်းတွေဟာကောင်းကောင်းဖွံ့ဖြိုးနေတာကိုတွေ့ရပါတယ်။လူတွေပါဆိုရင်ဆုံးဖြတ်ချက်ချတာပြဿနာဖြေရှင်းတာနဲ့အနာဂတ်ကိုကြိုတင်ခန့်မှန်းနိုင်တဲ့စွမ်းရည်တွေမှာအဓိကကြတဲ့အုံနောက်ရဲ့အရှိပိုင်း prefrontal cortex ဟာဒီကနေ့မှလည်းအံ့ဩစရာကောင်းလောက်အောင်ဖွံ့ဖြိုးနေတာကိုလေ့လာတွေ့ရှိရပါတယ်။ဒီအချက်ကလည်းပညာရှင်တွေကကြီးကဲရဲ့ညံရင်ညံသွေးဟာအသက်9နှစ်အရွယ်ကလေးငယ်တစ်ယောက်ရဲ့အုံနောက်နဲ့တူညီတယ်လို့ခန့်မှန်းရတဲ့အဓိကအကြောင်းရင်းတစ်ခုပါပဲ။ဒီဗီဒီယိုလေးကိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူး စ်တင်ပါတယ်ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်လို့ကျမတို့ရဲ့ channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြမယ်ရှင်